မင်္ဂလာပါကျွန်တော်အခုပဲပြောပြပေးသွားမှာတော့ electronic component တွေရဲ့သက်ဆိုင်ရာ data sheet ကို download ချနိုင်ပြပြပေးသွားမယ်။ကျွန်တော် data sheet download ချတာကမိမိကျတဲ့ website ကနေမိမိကျတဲ့လိုချနိုင်ပါတယ်။ကျွန်တော်အခုပြောပြပေးသွားမှာတော့ဒီ electronic data sheet set engine နေ download ချတာကိုပြောပြပေးသွားမယ်။ဟုတ်ပြီကျွန်တော်တို့ browser မှာကျွန်တော်တို့ electronic component data sheet ဆိုပြီးရိုက်ထည့်လိုက်ပါ။ပြီးရင်အောက်ကျလာတဲ့နေရာမှာကျွန်တော်တို့ဒီမှာ electronic data sheet set free data sheet set ဒီကောင်းလက်ကလစ်ပေးလိုက်ပါအဲဆိုရင်ကျွန်တော်တို့ကျွန်တော်တို့လိုချင်တဲ့ဒါသာရှိနာမည်တော့မဟုတ်ကိုယ့်ကိုကျွန်တော်ဒီထဲမှာရိုက်ခဲ့ပါမယ်အခုကျွန်တော် 7A0 file လေးကိုရိုက်ချကြည့်ပါမယ် 7A0 file enter ပေးပါ ဒီမှာဆိုရင်သူ့ရဲ့သက်ဆိုင်ရာ705 body regulator မျိုးစားလေးကြာလာပါပြီဒီထဲမှာမှာမိမိဘာကိုတုံးမှလဲဆိုတော့ရေးပြီး download ချပါတကူ download ချပြပါမယ်နော် LN705 download ချပြပါမယ်နော် download button ကိုလက်ကလစ်ပေးပါဒါဆိုရင်ကျွန်တော်တို့ download link ကြာလာပါပြီဒီမှာကျွန်တော်တို့ဒီရဲ့ LN705 PDF data sheet ကို တက်လစ်ပေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့7005ရဲ့ data sheet လေးကြာလာပါပြီ။ကျွန်တော်ဒီမှာ save button ကြီးပါတယ်။ save button ကိုနှိပ်ပါ။ကျွန်တော် save နေရအောင်။ရေးပြီးမိမိစိတ်တိုင်းကြနာမည်ပေးရပေါ့။ save ခဲ့ပါ။ပြီးတော့ကျွန်တော်တို့ computer နဲ့ download ချတာပြောတာပါ။ကျွန်တော် data sheet ကိုကျွန်တော်ဖုန်းနဲ့ download ချရင်ပုံမြန်ပါတယ်။ နားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်